အားလုံးပဲမင်္ဂလာပါဗျတရက်9လ2025အတွက်ထိုင်း 3D အကြိုက်ဆုံးထိုးကွက်တွေကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာเนาะဒါကတော့16ရက်9လ2025က 3D ထိုးကွက်အားလုံးပေါင်း24ကွက်ရှိပါတယ်ခင်ဗျာအဲ့ဒီ24ကွက်ထဲမှာ339ဆိုပြီးတော့အဲ့ဒီအပတ်မှာထွက်ခဲ့ပါတယ်ဗျာเนาะကျွန်တော်ရေးပြထားတဲ့ထဲမှာက933လို့ဖြစ်သွားပါတယ်เนาะဒါပေမဲ့ဒီကွက်တွေကမိမိတို့ကြိုက်မယ်ဆိုကြိုက်နှစ်သက်မယ်ဆိုရင်အာပြီးတော့ကစားရမှာဖြစ်ပါတယ်ခင်ဗျာเนาะ โอเคနောက်တစ်ပတ်မှာတရက်6လ2025မှာပေါ့ဗျာเนาะတရက်6လ2025မှာလဲ 3D အာထိုးအမယ်အခွက်ပေါ့ဗျာเนาะအလုံးပေါင်း24ခွက်ရှိပါတယ်အလုံး24ခွက်လုံးကိုထိုးအမယ်လို့မဆိုလိုပါဘူးဒီထဲကမှာဝါသနာရှင်ကြီးကိုတို့ကြိုက်နေတဲ့ရလေးတွေကိုရွေးပြီးတော့ကစားနိုင်ပါတယ်ကြိုက်တဲ့ခွက်တွေကိုအာပြီးတော့ထိုးအမယ်အထိုင်လေးတွေရှိတယ်ဆိုရင်အထိုင်လေးတွေရွှေ့ပြီးတော့ကစားရမှာဖြစ်ပါတယ်เนาะအဲ့ဒီမှာလဲ အလုံးပေါင်းထိုးကွက်24ကွက်ရှိပါတယ်အဲ့ဒီမှာအဲ့ဒီအပတ်မှာ35လို့ထွက်ခဲ့ပါတယ်เนาะဒီမှာကျွန်တော်ရေးပေးထားတဲ့တဲမှာ135လို့ဖြစ်နေပါတယ်เนาะဟုတ်ပြီအဲ့ဒီတော့နောက်တစ်ပတ်16ရက်ပြီးခဲ့တဲ့အပတ်ကပေါ့ဗျာเนาะ16ရက်16လ2025မှာလည်း 3D ထိုးကွက်ကအလုံးပေါင်း24ကွက်ရှိပါတယ်ခင်ဗျာအဲ့ဒီအပတ်မှာလည်း632ဆိုပြီးတော့ထွက်သွားပါတယ်ခင်ဗျာကျွန်တော်ရေးပေးထားတဲ့အထဲမှာတော့ ထွက်တဲ့ကဏန်းက3-2နှစ်လို့ထွက်ပါတယ်ဗျာเนาะကျွန်တော်ရေးပြထားတာကဒီမှာ4-3လို့ဖြစ်နေပါတယ်เนาะဒါကနေရာအထိုင်လေးတွေကိုမိမိတို့စိတ်ထဲမှာစိုက်နေတဲ့ရာအထိုင်နေရာအထိုင်လေးတွေရွှေ့ပြီးတော့ကစားရမှာဖြစ်ပါတယ်ခင်ဗျာเนาะဟုတ်ကဲ့အဲ့ဒီတော့ကျွန်တော်ရဲ့ 3D Lucky Channel လေးကိုလိုက်ရလိုက်လေးတစ်ချက်နှိပ်ပြီးတော့ subscribe ဆိုတဲ့စာတန်းလေးမနှိပ်ရသေးလို့ရှိရင်တစ်ချက်စီနှိပ်ပြီးတော့အားပေးသွားပါအောင်ဗျာเนาะ 3D နဲ့ပတ်သက်တာလေးကျွန်တော် တင်ပေးသွားမှာဖြစ်ပါတယ်အခုတရက်9လ2025အတွက် 3D ထုတ်ကွက်ကတော့20နဲ့4ကွက်ဖြစ်ပါတယ်ခင်ဗျာ ရှေ့မှာတော့အဲ့ဒီ24ကွက်ထဲကနေပြီးတော့3ချိန်ထိအောင်ထွက်ခဲ့ပြီးပါပြီခင်ဗျာเนาะအခုဒီချိန်မှာလဲထွက်မလားဆိုတာတော့ဒါကကန်တရားနဲ့လဲဆိုင်ပါတယ်ကြာဒီကွက်လေးတွေကစိုက်နှစ်တက်ရကဏ္ဍလေးတွေရှိလို့ရှိရင်အထိုင်လေးတွေရွှေ့ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာเนาะစိုက်နှစ်တက်မှကစားပါ ပိုင်လို့တော့မဆူလိုပါဘူးရှေ့မှာထွက်ထားတာကတော့၃ကြိမ်ထိအောင်ထွက်ခဲ့ပြီးပြီဒီကြိမ်မှာဆက်မှန်မလားဆိုတာကတော့ကန်တရားနဲ့ပဲစိုက်ပါတယ်ခင်ဗျာဒီထဲမှာမိမိတို့ကြိုက်နှစ်တရားလေးတွေလုံးပိုင်လုံးပိုင်ကြိုက်တဲ့လုံးပိုင်လေးတွေရှိတဲ့ခဏလေးတွေနဲ့တိုက်ဆိုင်တာလေးတွေကိုရွေးကစားလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးက ရှင်းတဲ့ပတ်သက်တာတွေကိုတင်ပြီးမှဖြစ်တဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့စာတန်လေးမနှက်ရသေးရင်တစ်ချိန်စီနှိပ်ပြီးတော့အားပေးသွားပါအောင်ဗျာ။နောက်ရက်တွေမှာရှင်းတဲ့ပတ်သက်တာလေးကျွန်တော်အားရင်အားသလိုတင်ပြီးသွားပါမယ်ဗျာ။တွက်နည်းတွေနဲ့လည်းတင်ပြီးဖို့ကအလုတ်ကနည်းနည်းများနေတဲ့အတွက်ကြောင့်ဒီလိုလေးပဲတင်ပြီးလိုက်ရခြင်းဖြစ်ပါတယ်။အားလုံးပဲကံကောင်းကြပါစေဗျာ။